လီဗာပူးအေဗာတန်တို့ရဲ့မန်ဆေးစိုက်တာဘီပွဲစဉ်အပါဝင်ပရီးမီးယားလိပွဲစဉ်30ပွဲကျော်သုံးသက်ချက်များပရိသတ်များအားလုံးပဲမိလာပါခင်ဗျာကျွန်တော်ရဲ့ GB16 ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ပရီးမီးယားလိပွဲစဉ်30ဖြင့်ကစားသွားကြမယ်ပွဲတွေတဲကမှာပွဲကောင်းတွေဖြစ်တဲ့ဘုံဘောင်းနဲ့အင်ဝက်စတာ Brighton နဲ့ Aston Villa Man City နဲ့ Leicester City Newcastle နဲ့ Brentford လီဗာပူးနဲ့အေဗာတန်တို့ရဲ့ပွဲစဉ်တွေကိုပွဲကျော်သုံးသက်တင်ဆက်ပေးသွားမှာပါ နိုင်ငံပွဲတွေပြီးဒီတစ်ပတ်မှာတော့ကလပ်အသင်းရဲ့ပွဲအစဉ်တွေပြန်စတော့မှာဖြစ်သလိုဒီတစ်ပတ်ပွဲအစဉ်တွေမှာလေဘောင်နဲ့အင်ဗာတန်တို့ပြန်ဆိုင်မှုပြင်းထန်တွေမှာစိတ်ဆိုင်တာပြီးပွဲအစဉ်တွေလည်းပါဝင်လို့နေခဲ့ပါတယ်။ပရီးမီယာလိပွဲအစဉ်30ရဲ့ဂျာမနီနေမနဲ့မှာကစားသွားမဲ့ပွဲအစဉ်တွေကိုပွဲကြုံသုံးသက်တင်ဆက်ပေးလိုက်ရပါတယ်။ဘုံမောင်အင်ဝစ်ပရောင်းစုံပွဲအစဉ်တွေနဲ့ဘုံမောင်အင်တဲ့အင်ဝစ်တောင်အင်တဲ့ပွဲအစဉ်ကိုတင်ဆက်ပေးသွားမှာပါ။အင်ရှင်ဘုံမောင်အင်ကဒီရာဒီမှာစွမ်းဆောင်ရည်ကောင်းတွေကိုပြသထားနိုင်ခဲ့ပေမယ့်ဒီနောက်ပိုင်းပွဲအစဉ်တွေမှာတော့ရလက်ပိုင်းတွေဆိုးရွားနေခဲ့ပါတယ်။ ဘောမောင်အောင်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲဆက်နိုင်ပွဲပြောင်းဆုံးထားခဲ့တာပါအဲဒင်အင်းဝက်ကလည်းနိုင်ပွဲပြောင်းနေတာဘောမောင်လိုပဲ6ပွဲအထိရှိနေပါပြီဒါကြောင့်နှစ်သင်းလုံးကနိုင်ပွဲအတွက်ဥတီကစားလာကြပါပါအင်းဝက်ရဲ့တန်းစင်းဆုံးရုံးအားကိုရှော့တွက်လို့မရပါဘူးအပြိုင်ဆိုင်ကစားပြီးတေးလောက်ဖြစ်သွားနိုင်ပါတယ်ခံမရလဲဘောမောင်ဝမ်ဝမ်အင်းဝက် Brighton Villa နောက်ထပ်ပွဲအစဉ်တစ်ပွဲအပြင် Brighton နဲ့ Villa တင်းတို့ရဲ့ပွဲအစဉ်ကိုသုံးသပ်တင်ဆက်ပေးသွားမှာပါဒီနှစ်သင်းကတော့ဒီရာသီမှာခြေစွမ်းပိုင်း AMG ကွာဟမှုရှိပါဘူးရမယ့်အနေထားရလဲနှစ်မှတ်သာကွာဟနေကြတာပါဒါကြောင့်မို့လို့ခြေတူအသင်းနဲ့သင်းတွဲဆော်မှုဖြစ်တာမို့လို့ပွဲကတော်တော်လေးကိုကြီးကောင်းမှာပါနှစ်သင်းစလုံးကဒီနောက်ပိုင်းမှာနိုင်ဝဲတွေဆက်တိုက်ရနေပြီပုံစံကောင်းနေပြသထားခဲ့တာပါသင်းကိုယ်တွေမြမြန်ဆိုင်ဆိုင်တွေ့ရနိုင်ပြီအတော်လေးကိုအကျိနဲ့ရှိမဲ့ပွဲအစဉ်ဖြစ်လာမှာပါအပြိုင်ဆိုင်ကစားရင်တေးရလက်လောက်ပဲထွက်ပေါ်လာနိုင်ပါတယ်ခံမဲရလဲ Brighton 2-2 Villa City Leicester လက်ရှိချန်ပီယံမန်စီးတီးကတော့တန်းဆင်းဆုံးမှာရုန်းကန်နေရတဲ့လက်စတာစီးတီးအသင်းကိုအိမ်ခွင့်မှာအခက်အခဲရှင်ပြန်ကစားသွားရမှာပါလက်ရှိချန်ပီယံတွေဟာဒီဟာဒီမှာတော့ရလက်ပိုင်းဆိုးရွားနေပြီးပရီးမီးယားလိမှာလည်းအမပေးဆရာရဲ့အဆင့်၅နေရာမှာယက်တည်နေတာပါစီးတီးဟာပရီးမီးယားလိနောက်ဆုံးနှစ်ပွဲဆန်နိုင်ဝဲပြောင်းဆုံးထားပြီး Northern Forest ကိုရှုံးပြီး Brighton ကိုတေးပဲကစားထားနိုင်ခဲ့တာပါလက်စတာကတော့ပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲဆန်ရှုံးနေထားလို့စီးတီးကိုရှင်နိုင်မဲ့အနေအထားမှာမရှိပါဘူးဒီဘက်ကစီးတီးတို့အနိုင်သေးကြပါတယ်ခံမရတဲ့မန်စီးတီး3-1လက်စတာ Castle Brandford နယူကာဆယ်အသင်းကတော့ Brandford ကိုအိမ်ခွင့်မှာအခက်ကစားသွားရမှာပါ။နယူကာဆယ်အသင်းကတော့မကြသေးခင်ကမှလပေါင်းအသင်းကိုအနိုင်ယူပြီးကာရာဘောင်းဖလားကိုရယူထားနိုင်ခဲ့ပါရင်စိတ်တပိုင်းရလည်းနယူကာဆယ်အသင်းကအကောင်းဆုံးနေထားမှာရှိနေခဲ့တာပါ။ Brandford ကတော့အဝေးခွင့်မှာကစားရမှာဖြစ်တယ်လို့အီဆက်ဦးဆောင်လာပဲကာဆယ်တိုက်စစ်ကိုပွဲချင်းပြီးထိန်းချုပ်ဖို့ခက်ခဲမှာပါ။အိမ်ရှင်တွေကိုပိုချိုက်မိပါရင်ခံမဲရလည်းကာဆယ်2-1 Brandford လပေါင်း Everton ဒီပွဲစဉ်ကတော့ဒီတစ်ပတ်အတွက်အကောင်းဆုံးပွဲစဉ်ဖြစ်လာမယ်။မာဆေးဆိုင်ဒါဘီပွဲစဉ်မှာနှစ်သင်းအကြာအဆင့်